အားလုံးမင်္ဂလာပါ UK Mastery ရဲ့ Facebook နဲ့ YouTube Channel ကနေချူဆိုပါရယ် Champion Pay တက်တဲ့အောင်းလည်းမင်္ဂလာပါ2024-25ခုနှစ် England Premier League ရဲ့ရာသီပိတ်နောက်ဆုံးပွဲကိုကျွန်တော်တို့ Super Sunday မှာတပြိုင်နက်ကန်တာပေါ့လေကျွန်တော် UK မှာဆိုရင်ညနေ4:00နာရီခွဲမြန်မာစံတော်ချိန်ည9:00ခွဲမှာကန်တဲ့ချိန်မှာပိတ်တက်တဲ့အားလုံးစောင့်မျှော်နေတဲ့ဥရောပ Champion League ဝင်ခွင့်ပေါ့လေ။ဘာကြောင့်လဲဆိုတော့ဒီ Champion League ဝင်ခွင့်နဲ့ပတ်သက်လို့ဆိုရင် Manchester City ရှိမယ်။ Newcastle United ရှိမယ် Chelsea Aston Villa နဲ့တစ်ဖက်က Nottingham Forest ဆိုအစောပိုင်းက Liverpool က champion ဖြစ်ပြီးသား Arsenal ကဒုတိယနေရာအတွက် goal difference ကလုံလောက်တဲ့အချိန်ဒါလက်ကျန်3နေရာအတွက်ဒါ Tottenham Hotspur က Manchester United ကို Europa League Final မှာနိုင်တော့သူတို့ကဒီ Champion League ဝင်ခွင့်ရထားပြီးသားဆိုတော့ Champion League ဝင်ခွင့်6နေရာမှာ3နေရာတည်ပြီးသား Liverpool Arsenal Spurs ဆိုတော့လက်ချံ3နေရာအတွက်ရှင်ဆိုင်တဲ့အခါမှာမန်စီးတီးကအဝေးကွင်းမှာဖူလန်နဲ့ကန်တယ်။နောက်တစ်ဖက်ကမန်ချက်စတာယူနိုက်တက်ကအာစတန်ဗီလာနဲ့ကန်ပြီးတော့နော့တန်ဖောရက်စ်နဲ့ချယ်ဆီယူကာဆယ်နဲ့အေဗာတန်ဆိုတော့တကယ်တမ်းဒီနောက်ဆုံးပွဲမှာတကယ်ကိုမမျှော်လင့်တာတွေဖြစ်ခဲ့တယ်။ဆိုတော့ကျွန်တော်တို့ expectation ကမန်ချက်စတာစီးတီးနိုင်မယ်တကယ်လက်စီးတီးကသူတို့မျှော်လင့်ထားတဲ့အတိုင်းသူတို့အလုပ်ကိုသူတို့လုပ်တယ်အထူးသဖြင့်စီးတီးဟာယာတီပိတ်ဆိုရင်အမြဲတမ်း ရလက်ကောင်းတယ်နိုင်ပွဲတွေဆက်တယ်သူတို့ရာသီပိတ်တစ်လျှောက်လုံးမှာဆောင်းဟောင်းတန်ကိုတည်ကြတဲ့ပွဲကလွဲရှင် နောက်ပိုင်းပွဲတွေမှာတောက်လျှောက်အကုန်နိုင်တာအထူးဖြင့်ဧပြီလအတွင်းမှာမန်စီးတီးကမန်ယူနိုက်တက်ကိုတည်ကြတယ်အဲ့နောက်ပိုင်းကလေးကစီးတီးကအနိုင်လေကြီးဖြစ်ရင်းနဲ့မှာနောက်ဆုံးပွဲမှာလည်းဒါဘယ်လိုပြောမလဲဖူအန်ကိုအဝေးကွက်မှာတတ်တောင်တတ်တာနဲ့နိုင်ခဲ့တယ်ကေဗရီဒဘရိုင်းနာကတော့ဒုတိယပိုင်းမှာလူစားဝင်ခဲ့ပြီးတော့ဒါမန်ချက်စတာစီးတီးတို့က ခွင်းလေကစားမအခိုင်ကုန်တုံကန်ကပထမကိုနောက်62မိနစ်မှာအယ်လင်ဟာလန်ကပနတီကိုသွင်းပြီးတော့စီတီက2-0နဲ့နိုင်တယ်ဆိုတော့ကျွန်တော်တခုပဲနားမလည်တာပေါ့လေဟာလန်ကဒီပနတီကြတော့ကန်ပြီးတော့ဘာကြောင့်ကက်ဖိုင်တွေကဒါခရစ်စတယ်ပလစ်ရဲ့ပွဲကိုပနတီမကန်လဲဆိုတဲ့အချက်ပဲအဲ့ပွဲမှာတော့ဟာလန်ကအိုမမမှုစ်ကိုပေးကန်လိုက်တယ် ဒါပေမဲ့လည်းအဲ့ဒီပွဲကသာသူကန်ခဲ့ရင် difference တို့ဖြစ်ကောင်းဖြစ်သွားနိုင်တယ်ဆိုတော့ Man City က2စီးနဲ့နိုင်တယ်နောက်ပိုင်းမှာဒါ Phil Foden တို့နောက် Savinho တို့ Claudio Ashavawi နဲ့85မိနစ်မှာအေခိုင်ကွန်ဒွန်ကန်နေရာမှာအသင်းကောင်းဆောင် De Bruyne ကသူ့ရဲ့ City ကစားမပွားနောက်ဆုံးအစိပ်ပိုင်းကိုပါဝင်ကစားသွားခဲ့တဲ့ City ကအဝေးခွင်မှာနှစ်ကိုးပြတ်နိုင်တဲ့အတွက်သူတို့က Guarantee Champion League ရဲ့အဆင့်၃နေရာကိုဝင်ခွင့်ရသွားတယ်။အဲ့ဒီနေရာမှာကျွန်တော်တို့ နောက်တရ Forest နဲ့ Chelsea so Forest ကဒီပွဲမတိုင်ခင်မှာတောက်လျှောက်ဗရတန်နေတောက်လျှောက်ပြက်နေပြီးတော့မှပြီးခဲ့တဲ့ပွဲစဉ်မှာမှသူတို့ဝက်ဆန်ကိုနိုင်ထားတာဒါ Northern Forest ရဲ့ Nuno Espirito Santo ဟာတရာတီလုံးမှာတောက်လျှောက်တည်ငြိမ်ခဲ့ပြီးမှရာသီပိတ်ခတ်နီး6ပွဲ9ပွဲလောက်လိုမှာစပြီးချီချိုးတယ်ဒီချက်ကလည်း Northern Forest ပဲကန်ဆိုးသွားတဲ့အချက်ပဲ Chelsea ကနောက်ပိုင်းမှာတောက်လျှောက်ဖုန်ကောင်းတယ်သူတို့နောက်ဆုံး9ပွဲမှာပွဲချက်9ပွဲကျန်တယ်အဲ့မှာသူတို့ Newcastle United ကိုရှုံးတဲ့ပွဲကလွဲချင်း ကျန်တဲ့ပွဲတွေအားလုံးကိုချက်စီကဆွမ်းဆောင်ရေးကောင်းပြတာခဲ့တယ်။ဒါဒီနေ့ပွဲမှာဆိုလဲချက်စီကအကောင်းဆုံးပုံစံမျိုးကိုပြတာခဲ့ပြီးတော့အဆုံးသတ်မှာချက်စီကသူတို့လိုချင်တဲ့အဖိုးတန်းဒါ၃ဘတ်ကိုရခဲ့တယ်။ဒါအဓိကတော့ဒီနေ့ပွဲကချက်စီရဲ့ defensive performance ဥဆောင်ကိုကစားပုံကအမှန်တမ်းပြောရင်နှစ်သိန်းလုံးအရင်ကြီးမကွာဘူး။နောက်တဲ့လုံးနဲ့ Chelsea အများကြီးမရဘူးတသိန်းနဲ့တင်းကြမှာလည်းတိတ်ကွာမှုမရှိတဲ့ပိုင်ဆိုင်မှုတွေအခြေအနေရှိတယ်။ဒါနှစ်သိန်းလုံးဆိုရင်ဂိုးပေါက်တဲ့မှုကတယောက်နှစ်ကြိမ်ကြီးပဲရတာ chance ကမရမရှိဘူး chelsea ကတော့ထုံးစံတိုင်းပေါ့လေဒါဒီ cancel နည်းနည်းအသားပေးတယ်ကစားပုံဆိုဒီနေ့ပွဲမှာဆိုရင်သူတို့ pablo neto ကိုအထောင်ထားပြီးတော့မှ noni matuike နဲ့ sancho ထားတယ်ကိုယ်လည်းကတော့ reese ဒီ caicedo နဲ့ anzo ပွဲက forest နေနဲ့အနိုင်ရဖို့လိုအပ်တဲ့အချိန် jaletti ကလည်းသူတို့ဘက်ကိုရိမ့်ဖို့လိုအပ်တဲ့အချိန်မှာ chelsea ကဒီပွဲရဲ့တလုံးတည်းသောခုကိုတွင်းသွားတယ်ဒါ chelsea အတွက် ဒါတကယ်ကိုအရေးပါတဲ့ Champion League ဝင်ခွင့်လို့ပြောမယ်ဂိုးကိုဒါနောက်ခံလူ Levi ခိုးဝဲကတွင်းသွားတာဗောလေတွင်းသွားတဲ့အလုံးကတော့ပထမပိုင်း P ဒုတိယပိုင်းအစမိနစ်90မှာ Pep Pedro Neto ဖန်တီးပေးတာကနေခိုးဝဲကဂိုးသမားမရှိတဲ့ခိုးပေါက်တဲ့ကိုအตาရကန်တွင်းပြီးတော့ဒါက Chelsea အတွက်တလုံးနဲ့တော့ဂိုးဖြစ်သွားတယ် Chelsea ကဒီပွဲပြီးရင်လည်း Conference Final ဖြစ် Red Button နဲ့ခံရမယ်ဆိုတော့သူတို့အတွက်ဒီပွဲဟာ huge ပဲ Forest နဲ့ဒုတိယပိုင်းမှာ title တိုက်တယ် half chance လေးတရတယ်နောက် Chris Wood တလုံးအပိုင်ရတဲ့အလုံးအပောင်း Chelsea ရတာမှန်ပေမဲ့ Chelsea ခံစင်းတဲ့ goal မကိုထိထိရောက်ရောက်မလုပ်နိုင်တဲ့အချက်ပဲအဲ့ချက်က Chelsea အဝေးကွင်းမှာတကူးကုန်ချင်းနိုင်တယ်ဆိုတော့ Chelsea ကနောက်ဆုံး၅ပွဲမှာ Liverpool ကိုနိုင်တယ် United ကိုနိုင်တယ် Forest ကိုနိုင်တယ်တစ်ချိန်တည်းမှာပဲ Chelsea အနေနဲ့သူတို့ကြားထဲမှာ Newcastle တသိမ်းပဲရှုံးတယ်ဆိုတော့ဒါက Chelsea တို့တကယ် crucial ပွဲအရေးကြီးတဲ့ပွဲစဉ်တွေမှာဒါတကယ်ကိုတန်ဖိုးရှိတဲ့ဒါအနိုင်တွေကိုရယူသွားခဲ့ပြီးတော့အခုနောက်ဆုံးမှာ အန်ဇိုမာစကာရဲ့အတင်းကနှစ်နှစ်ဆက်တိုက်ချန်ပီယံလိလွဲချော်ရာကနေချန်ပီယံလိပြိုက်ပွဲကိုတကြောပြန်ဝင်ခွင့်ရတယ်။အဲ့နိုင်ပွဲကချက်စီတွက်ပါပို့ပြီးတော့ဝင်ရတယ်။ဒီနေရာမှာညူကာဆယ်ယူနိုက်တက်ကအိမ်ခွင်းမှာအေဗာတန်ကိုသူတို့ရှုံးသွားတယ်။ဆိုတော့ညူကာဆယ်ကဘယ်သူကထင်ပါလဲ။ရာသီပိတ်နောက်ဆုံးပွဲနှစ်ပွဲညူကာဆယ်ရှုံးပြီးတော့ချန်ပီယံလိဝင်မယ်လို့ဒါသူတို့ချက်စီကိုနိုင်လိုက်တဲ့အချိန်မှာ66မှာရသွားတယ်။အဲ့အချိန်မှာသူတို့လုံလောက်တဲ့အမှတ်ရနေတဲ့အချိန်မှာ အဲ့မှာ Arsenal ကို Emery မှာရှုံးပြီးတော့ Everton ကိုပါထက်ရှုံးသွားတယ်ဆိုတော့တကယ်တော့ Newcastle City နဲ့ပေါ်မှာတိုက်တာတော့တိုက်တယ်ဒါပေမဲ့ Everton ရဲ့ defensive ကအရန်ကောင်းသလို ဒါ new carse က everton ရဲ့ david moyes cancel ကိုလုံးဝမဖောက်နိုင်ဘူးသူတို့သတိပတ်တဲ့ကစားတွေနောက်ပြေးလိုက်ရတဲ့ကိုကတော့ခေါင်းတိုက်သွားတဲ့ carlos ecarus ကခေါင်းဒါပေမဲ့အဲ့မှာ tambay ချော်လဲသွားတဲ့ slip ဖြစ်သွားတာပေါ့အခွင့်အရေးပိုင်းတိုက်သွားတယ်ဒါပေမဲ့ new carse ဟာ goal ရသွားနိုင်တဲ့အခြေအနေမျိုးကိုအများကြီးမလုပ်ပြနိုင်ခဲ့ဘူးဒီပွဲမှာ everton ဟာ tight တန်ခဲ့တယ်ဒါ goal ပေါက်ကန်သွင်းမှုတသိန်းတသိန်းမကွာဘူးဒါပေမဲ့ အဲဗတန်ကသူတို့ Chelsea ကိုသူတို့အတုံးချသွားခဲ့ပြီးတော့ဒါနိုင်သွားတယ်ဒါပေမဲ့ Newcastle ကတစ်ဖက်က Aston Villa Man United ပွဲကြောင်းသူတို့လည်း goal difference နဲ့ဥရောပ Champions League ဝင်ခွင့်ရသွားတယ်ဒီနေ့မှာတကယ်ကိုစိတ်မကောင်းစရာဖြစ်တာက Unai Emery ရဲ့ Aston Villa သူတို့ပိုကောင်းတဲ့အသင်းအဖြစ်တရားဒီလုံးကစားနိုင်ခဲ့တယ်နောက်ဆုံး6ပွဲ7ပွဲမှာ6ပွဲတိုင်းတပွဲပဲရှုံးတာဒါပေမဲ့တကယ် crucial time မှာပထမပိုင်း Emi Martinez နဲ့နောက်ခံလူ Matty Cash တို့ရဲ့အမှား အဘကဘယ်လိုပြောမလဲဆိုတော့မတ်တီကက်ကမလို့လားအပဲနဲ့နောက်ပြန်ပေးတဲ့ဘောလုံးဟာဟိုမြောက်ဒီမြောက်ဖြစ်ရင်ရက်စမတ်ဝိုင်လန်ဖျက်ထွက်သွားတယ်ဆိုတော့ဒီနေ့ဂါနာချူမပါဘူးအိုနာနာမပါဘူးနှစ်ယောက်စလုံးထွက်ဖို့ပြင်နေတဲ့အချိန်မှာဝိုင်လန်လွတ်ထွက်သွားတဲ့အလုံးကိုအမီမာတီနက်စ်ဖျက်တားတဲ့အချိန်မှာဂိုးအေရီယာပြပဖြစ်တဲ့ ကိုသွင်းနိုင်တဲ့ opportunity ကိုတားဆီးတယ်ဆိုတော့ Lestefana Rue ရဲ့အခြေအနေကြောင့်နောက်ဆုံးမှာ Emi Martin နဲ့ထုတ်ခံရတယ်ဆိုတော့ထုတ်ခံရတာကပထမပိုင်းပြီးကနေမှထုတ်ခံလိုက်ရတဲ့အတွက်ကဒါ Villa အတွက်တော်တော်ကန်ဆိုးသွားတယ်အဲ့မတိုင်ခင်တည်းက Man United ကတောက်လျှောက်ဆိုးမှုထားတယ်ပွဲကိုထိမ့်ချုပ်ထားတယ်ဒုတိယပိုင်းမှာ Villa ဟာတောက်လျှောက်တောက်ခံကစားနေရင်းနဲ့86မှာ အာမဒီယာလိုကဘရူနိုဖနန်တက်စ်ပေးတဲ့လုံကဒေးလာလာပါပါခေါင်းတိုက်ပြီးတော့ပထမကိုသွင်းသွားတယ်ဒါပေမဲ့အဲ့မတိုင်ခင်2မိနစ်အလိုမှာ incident တစ်ခုဖြစ်တယ်အာစွန်ဗီလာကမိုဂန်ဝေါ်ချာကိုသွင်းသွားတယ်အဲ့လုံးမှာမခါရီမကွာရရှံပြီးပြန်ကြလာတဲ့အလုံးကိုကိုသူမအထိုင်ဖြတ်ဖမ်းတဲ့အချိန်မှာမိုဂန်ရိုဂျာဖြတ်လို့သွားတယ်တကယ်တော့အမှန်တည်းပြောအဲ့လုံးကိုပေးရမှာပေးရမယ့်အလုံးဒါပေမဲ့ တန်ဆိုးစွာနဲ့ပဲအဲဒီလုံးကိုကွင်းလက်တိုင်ကြီးကခတ်မြက်မြက်ဝူစီမုတ်လိုက်တဲ့အတွေ့အကြောင်းမော်ဂန်ရောဂျာအလုံးကဂိုးဖြစ်မှတတ်မှတ်ဘူးအဲ့ပြီးတော့၅မိနစ်ကြာမှအာမတ်ဒီယာလိုဂိုးသွင်းတယ်ဂိုးသွင်းပြီးတိတ်မကြာဘူးဒါသူတို့ဘက်ကပွဲပြီးတဲ့ဒီမှာပဲပနတီထပ်ပေးရတယ်အီရန်မဆန်ရဲ့ဖောင်းကနေအာမတ်ကိုဖောင်းလို့လို့ပနတီရတာကိုခရစ်ယာန်အယ်ရီဆင်ကသူ့ရဲ့နောက်ဆုံးပွဲမှာပနတီကန်သွင်းလို့မန်ယူနိုက်တက်ကနှစ်ဂိုးပြတ်နဲ့နိုင်တယ်သူတို့လည်း ဒါ Leicester City ကိုနိုင်ပြီးတဲ့အခါဒါပထမအဆုံးချိန် Premier League မှာနိုင်ပွဲရတယ်။ Arsenal နဲ့ Unai Emery ကတော့ဒီဖြစ်ရကို Premier League ကို complete တတ်ထားတယ်။သူတို့ပြည့် ဒီဟာကသူတို့အသင်းရဲ့ season ရဲ့ huge decision ဖြစ်တဲ့အတွက်ကြောင့်ဖြစ်ပေမဲ့ Man United ကအိမ်ကွင်းမှာအဆုံးသတ်နိုင်ပွဲရတယ်။ဒီနေရာမှာ Arsenal အသင်းကတော့ away ကွင်းမှာတန်းဆင်းသွားတဲ့ဆောင်းအောင်တန်တဲ့ကံနဲ့အပြောင်းလဲတွေအများကြီးလုပ်တယ်။ထုံးစံတိုင်း Raheem Sterling ရုန်းကန်နေရတယ်။ Southampton လိုအသင်းနဲ့ပွဲတော်ရုန်းကန်နေရတယ်ဆိုရင်တော့ Sterling ရဲ့ခြေစွမ်းကတော်တော်လေးပြောင်းလဲသွားပြီ။ဒါလက်ရှိမှာ Arsenal အသင်းကပထမပိုင်း53မိနစ်မှာ Kieran Tierney ကိုဘန်ဝိုက်ပေးတဲ့အလုံးကနေရတယ်။ဆိုတော့ဒီခါလေးကျွန်တော်နားမလည်တာက Arsenal အသင်းမှာ မီကယ်အာတီတာရဲ့ဒီမာတီနလီရဲ့ chance martinelli ကတကယ်ကိုပွဲတိုင်းမှာ current chance ရတယ်ဒီနေ့ on ramso ကိုတွင်းတဲ့လုံးတစ်လုံးဆိုရင် kirin tenni ချပေးတဲ့အချိန်မှာ 1v1 ကိုသူမတွင်းနိုင်ဘူးအာဆယ်ကဒီအာတီမှာ set piece ကောင်းဆုံးလို့ပြောပေမဲ့တကယ်တမ်းကျတော့ set piece ခံစစ်ပိုင်းမှာသူတို့တော်တော်အားနေတယ်ထုံးစံတိုင်းဝက်စကန် set piece ကနေပဲ goal ပြန်ပေးရပြီးတော့ ဝမ်းဝမ်းဖြစ်ပြီးတော့မှမာတင်အိုဒီကစာကာတို့အားလုံးဝင်လာတဲ့အချိန်မှာအိုဒီကရဲ့ပွဲပြီးခဲ့တဲ့ကိုးချောင်းအာဆယ်ကအနိုင်ပွဲရသွားတယ်။အိုက်ကူလောလောဆယ်အနေထားရကျွန်တော်တို့ချန်ပီယံလီဗာပူးကတော့သူတို့အိမ်ခွဲမှာကန်တဲ့ပွဲမှာပယ်လစ်နဲ့တေးကြတယ်။ဒါ Royal Gravenberch ထုတ်ခံရတယ်တကယ်လို့လည်းကောင်တာပေါက်တဲ့လုံးကို Gravenberch ကဘလုံးထိန်းတာများသွားပြီးတော့မှ ခမားရဖြတ်ပြီးတာကိုသူကတားလိုက်လို့ဆိုပြီးတော့လက်စတာဖန်နာကြောင့်ထုတ်ခံရတယ်။အဲ့မတိုင်ခင်ပွဲအစခရေကအစ္စမိုင်မိုင်လာဆာကလီဗာပူးရဲ့ဘရက်လီရဲ့အမားကနေမီချယ်ချပြီးတာကနေမိုင်လာဆာသွင်းသွားတာ။ပဲလစ်ကအဲ့နံမှာမာတီတာတကူသွင်းတယ်။လီဗာပူးကလည်းတိုက်တော့တိုက်တာပဲ။ဂိုးရဖို့တောင်းချောင်းကြိုးပိုင်းရင်ကြိုးပိုင်းရင်ဂိုးမရဘဲနဲ့တယောက်ထုတ်ခံလိုက်ရတယ်။ထုတ်ခံရတဲ့အချိန်မှာဂရမ်ဘက်က 68မှာထုတ်ခံရပြီးတော့မှဒါပွဲပြီးတန်ဒီ86မှာကိုဒီဂက်ပူခေါင်းတိုက်ချတယ်လို့ cross ကတော်တော်လေးကောင်းတယ်။နူးယက် cross ကနေဂက်ပူခေါင်းတိုက်ချတာကနေ Salas ကအိဒီယာတမှာပြန်ခံလိုက်တဲ့အတွက်ကြောင့်သူပရီးမီးယားလိမှာ26ကိုရသွားတယ်။ဒါသူ5ပေါက်ပြောက်မှုကိုထပ်ပြီးအဆုံးသတ်ပြီးတော့ဒါဂျာတီကုံမှာပရီးမီးယားလိချန်ပီယံဆိုဖလား top goal ဆိုတာနဲ့ top assist playmaker ဆိုကိုပါရရှိခဲ့ပြီး liverpool နဲ့ palace တီးချသွားတယ်ဒီပွဲမှာနှစ်သင်းစလုံး အပြန်အလှန်ဂုဏ်ပြုကြတယ်ချန်ပီယံလီဗာပူးကိုပယ်လစ်ကဂုဏ်ပြုသလို African Champion Palace ကိုလီဗာပူးလည်းဂုဏ်ပြုပေးတယ်ဒါအခြားပွဲစီတွေထဲမှာကျွန်တော်တို့ဘောလေဒါ ဘုံမောက်ကအိမ်ကွင်းမှာ Leicester City ကို2-0ပြတ်အနိုင်ရသွားခဲ့ပြီးတော့ဒါ Ipswich Town ကွင်းမှာ West Ham က3-2တကူနဲ့နိုင်တယ်။ဒါတစ်ချိန်တည်းမှာပဲဒါဘယ်လိုပြောမလဲဆိုတော့ Tottenham Hotspur ကို Europa League Champions Spurs ကအိမ်ကွင်းမှာ Brighton ကိုရှုံးသွားတယ်။ဆိုတော့ဒါကဒီအတီ Tottenham Hotspur တဲ့စုစုပေါင်းရှုံးပွဲပေါ့လေ။ဒါ22ပွဲမြောက် Premier League မှာရှုံးပွဲတွေ့သွားတယ်။ဒါ Spurs အသင်းကဒီနေ့ယာတီအတွင်းမှာအဆိုးဝါးဆုံး မှတ်တမ်းဖြစ်တဲ့ total 26ဝယ်ရှုံးဝင်မယ်သူတို့ကလည်း champion league ဝင်ထားပြီးတော့ဖြစ်တယ် spartwell salangira ဥဆောင်ကိုတွင်းခဲ့ပြီးတော့မှာ hinshaw ကနှစ်ကို o'reilly ကတကိုးနဲ့ပွဲပြီးကနေမှာ diogo gomez ကတကိုးတွင်းသွားတယ်နောက်တခြားပွဲစဉ်တွေမှာတော့ wolf နဲ့ brentford တစ်ပတ်စကိုးစီတေးကြသွားတာပေါ့လေဆိုတော့ကျွန်တော်တို့အခု premier league ပွဲရဲ့အဖြစ်မှာဒါ liverpool က84ဒါ arsenal က84ဒါမန်စီးတီးက47 Chelsea က69 Newcastle 66နဲ့ ချန်ပီယံလိဝင်ခွင့်နေရာကို goal difference နဲ့ရယူခဲ့ပြီးတော့ Aston Villa က66ခုရချန်ပီယံလိဝင်ခွင့်အတွက်မှာ goal difference က9ခုပဲရှိသွားတယ်။ဒါ Forest က65ဆိုတော့ Villa က Europa League, Africa Champion Palace က Europa League, Brighton ကဒီ Nottingham Forest ကတော့ Conference League ကိုကစားရမှာဖြစ်ပြီးတော့ဒါအခုဒါ Brighton က6ဒါ Brentford ဒီဘုံမောက်က Brentford က30 Everton ဒီ Fulham က17 Palace က7နဲ့ဒါ Everton က7 West Ham က14 Man United ကတော့အဆင့်15ကို42မှတ်နဲ့အဆုံးသတ်ပြီး ဟူဗာဟန်တန်က52မှတ်နဲ့အဆင့်16စပါးစ်က38မှတ်နဲ့အဆင့်29ပေါ့လေဆိုတော့ဂိုးများဆုံးတွင်းတဲ့သူကမူဆာလာ29ဂိုးဖြစ်ပြီးတော့ဖန်တီးမှုပါလေသူက18ချိန်နဲ့ဖန်တီးမှုရပြီးတော့အာစနယ်ဂိုးသမားဒါဗစ်ရိုင်ယာနဲ့မော်ဒယ်ဖော်ရက်ဂိုးသမားမက်ဆီလ်ဒိုကတော့ဒါကလင်းရှိ73ပွဲစီနဲ့အတူပြီးတော့ယာတီသိမ်းခဲ့တာဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်